။တရှိန်မှာရွာလေးတစ်ရွာရှိခဲ့တယ်။အဲဒီရွာလေးကတာယာလပပြီးတော့အဖဖကနေလည်းပြေဆုံးနေခဲ့တယ်။ဒါပေမဲ့ဘယ်လောက်ပဲတာယာလပနေပါစေမယုံတန်းစကားတွေကတော့ရှိနေခဲ့တာပဲ။တချို့တွေကပြောကြတယ်။ညရောက်တဲ့အချိန်ကျလို့ရှင်အရန်ထူးဆန်းပြီးတော့မတင်ကစရာကောင်းတဲ့အရာတွေဖြစ်တာ ਉਹ ပေါ့။တချို့တွေကတော့အဲ့ဒါကိုတကယ်မယုံခဲ့ကြပါဘူး။ဒါပေမဲ့ညရောက်တဲ့အချိန်မှာတော့အရာအလုံးကတိတ်ဆိတ်သွားပြီးတော့ကြောက်စရာကောင်းတဲ့အတန်တွေစပြီးတော့ကြားလာရပါလိမ့်မယ်။ အဲ့ဒီအချိန်မှာရွာကြီးတရာလုံးကတိတ်ဆိတ်သွားခဲ့ပြီးတော့ villager တယောက်မှအင်ဂျင်မထွက်ရဲပါဘူးပြီးတော့ထူးဆန်းစွာနဲ့ပဲ snow golem တကောင်တွေ့ခဲ့တယ်ဒါပေမဲ့သူ့မျက်နှာပုံမှန် snow golem နဲ့မတူဘဲနဲ့မဲ့နေခဲ့ပါတယ်ဒါပေမဲ့တိလိုက်ရတာကအဲ့ဒီကောင်ကပုံမှန် snow golem မဟုတ်ပါဘူးနောက်ပိုင်းမှာတော့အဲ့ဒီကောင်ကကြောက်စရာကောင်းတဲ့ snowman ပုံစံ ပြောင်းသွားခဲ့ပါတယ်သူ့ကိုကတော့ frosty လို့ခေါ်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့ water လေးရောက်လာပြီဆိုတော့ထုံးစံတိုင်းပဲတပိန်ခုံမယ်ပြီးတော့ကျိုးလေလောက်ရအောင် ။ဥကိုအရှိမဗီလစ်လည်းတွေ့တယ်တော့။မိုက်လိုက်လာအဲ့လိုဆိုရင်တော့ကန်ကောင်းသွားပြီပေါ့။ဗီလစ်ထဲမှာလို့ပစ္စည်းအရာရမရရဘက်တစ်ခုရရင်တော်တော်အဆင်ပြေသွားပြီ။ပြီးတော့ဒီလို snow biome မှာကြောက်တိုးရီတွေ့ဖို့ဆိုတာလည်းခက်ခဲတယ်ဆိုတော့ဗီလစ်တွေ့တော့အဆင်ပြေတာပေါ့။ Okay အဲ့တော့တပင်လေးခုံမယ်။ကဲအဲ့တော့ကျွန်တော်တို့ crafting table တစ်ခုလုပ်မယ်ပြီးလို့ရှိရင် ဒီထုတ်ဆောင်လေးပဲတခါလေးလုပ်လိုက်တော့မယ် all right အဲ့တော့ဒီမှာကျွန်တော်တို့ pickaxe တစ်ခုရပြီအဲပတ်စိုင်နေပါတော့မလုံနေတော့ပါဘူးထားလိုက်ပါတော့အဲ့တော့ stone 2မယ်ဗျအနားမှာကျွန်တော် cave တွေ့ခဲ့တဲ့ရနေတူတယ်လာတော့ကဒီဘက်ကိုအဲဘယ်နားမှာလဲတော့မသိဘူးအော်ဒီကောင်က stone မဟုတ်ဘူးအဲ့ဒီကောင်က clay လို့ခေါ်တာ clay clay เนาะ bro တို့ရေ clay မဟုတ်ဘူးเนาะဟဲ့ ကဲဒါနဲ့ကျွန်တော် stone တွေးခဲ့တဲ့နေရာဘက်မှာလည်းမသိပါဘူး။အဲ့ဒါမှကျွန်တော် key flip တော့တွေးခဲ့တယ်။ဒီဘက်ကလာတော့အဲဘယ်ရောက်နေလဲတော့မသိဘူး။မတွေ့ရင်တော့ကျွန်တော်ဒီအောက်ကိုပဲဒါရိုက်တူပြီးတော့ stone တွေယူလိုက်မယ်ဗျာ။အဲ okay ။ဒါမှမဟုတ်ဒါမှမတွေ့ဘူးဗျာ cave ကတော့တခုမှ။အဲထားလိုက်ပါတော့အောက်ကိုပဲဒါရိုက်တူပြီးတော့ stone တွေတူလိုက်မယ်မြန်မြန်လေး။ okay အဲ့တော့မြန်မြန်လေးတူမယ်။ ကျွန်တော်ရဲ့ big x ကကြာလက်သက်တန်းနဲ့လောက်ထားဆိုတော့ဒီလောက်ပဲတူးလို့ရအောင်မယ်လောလောဆီတော့ဒါနဲ့ minecraft ကလည်းအတော်မိုက်တယ်နော်ကျွန်တော်တို့ဒီတိတ်တန်းနဲ့လောက်ထားတဲ့ဒီ big x နဲ့ stone တူးလို့ရဆိုတော့တကယ်ပြမတူးရင်တော့ကျွန်တော်တို့ big x ပဲကျိုးမှာပေါ့အဲထားလိုက်ပါတော့ game ကတော့ game ပါပဲ okay စတူးရအောင်မြင်လေ ကဲအဲ့တော့ကျွန်တော်တို့ package တစ်ခုလုပ်မယ် all right ကဲတော့ကျွန်တော်တို့ပတ်စိမ်ပဲတစ်ခါလေးလုပ်လိုက်တော့မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီတစ်ခါကျရင်အိမ်မဆောင်ဘူးဗျာထောင်ကျောက်ပဲဆောင်မယ်အဲ့ဒီ frost ကိုဖမ်းဖို့အတွက်အဲ့တော့ကျွန်တော် furnace လဲရပြီဆိုတော့ဒီ craft table ပြန်ယူမယ်ပြီးအပေါ်ပြန်တက်ရအောင်ဗျာ။ Okay ။ပြီးတော့ဒီကောင်ကတော့မလို့တော့အဲ့ဒီကောင်လွှတ်ပြစ်လိုက်တော့မယ်။ အပေါ်ပြန်တက်မယ်မြန်လေး nice okay တော့ကျွန်တော်တို့ village လေးသွားကြည့်မယ်အထက်မှာပါရှိလေတော့မသိပါဘူးရရဘာမှအထွေထွေကြီးမလို့ပါဘူးကျွန်တော်တို့အဲ့ရလေးရရင် ပြီးပြီညခင်အတွက်ပေါ့ okay အဲဒီထဲမှာရှိလားအဲ့ရအဲမရှိဘူးတဲ့ ဒီက rain stand အဲ့ဒီကောင်ကတော့မလို့ဘူးအဲ့ဒီကောင်ထားလိုက်တော့ကဲအဲ့တော့ဒီအိမ်ထဲမှာရှိလားမသိဘူးဒီဘက်မှာကြည့်ကြည့်အောင်ဘက်လစ်တခုအရင်လိုချင်တာโอเคဒီမှာတွေ့တယ်အဲ့တော့ဒီကောင်ယူလိုက်မယ်မြန်မြန်လေးကဲအဲ့တော့ပစ္စည်းရတော့ဘာရှိလဲမသိပါဘူးအိုးဒီမှာ furnace ရှိရဗျအမှန်တော့မလုမလုခဲတင်ဝင်မှာတော့ furnace ကဒီမှာရှိတယ်အစားတွေอ่ะโอเค အဲဒီထဲမှာပါရှိလဲမသိအဲ့ထဲမှာတော့အစရဲကြည့်ပြီးသားဆိုတော့ထားလိုက်ပါတော့ဒီထဲမှာဩအဲ့ဒါလဲ broom stand အစောပိုင်းအိမ်ပဲအဲဒီထဲမှာပါရှိလဲ okay blast furnace ရှိရဒီကောင်နဲ့ဆိုကျွန်တော်အားလုံးနဲ့မြင်မြန်ကြိုလို့ရတယ်ဆိုတော့ဒီကောင်ယူလိုက်မယ် okay free ရရင်တော့ဘယ်ကောင်မှမထားခဲ့ရဘူးဗျ free ရရင်အကုန်ယူတယ်ပစ္စည်းတွေရတော့ဟိုဒီမှာပါရှိလဲ chest ရှိတယ်အဲ chest ထဲမှာကျတော့ဒီမှာမီးတွေးရှိတယ်မီးတွေးယူလိုက်မယ်အကုန်ယူလိုက်ပါတော့မယ်ဗျထားလိုက်ပါတော့ အလကားရနေရဆိုဘယ်ဟာမှမထားခဲ့တော့ဘူးဟဲ့ဟဲ့အဲ့ဒီမှာ friend ရှိရဒီကောင်လေးယူလိုက်တော့မယ် okay အဲ့တော့ jazz ပါမထမ်းနေတော့ပါဘူးဒီကောင်လေးယူသွားလိုက်တော့မယ် sorry no villager လေးမလိုနေလို့ပါကွာမင်းတို့ကတော့တကယ်တကယ်ကြောက်လို့တာလည်းမဟုတ်ဘူးဆိုတော့ငါယူလိုက်ပြီအဲအဲ့တော့ဒီထဲမှာပါရှိလဲအဲဒီမှာ furnace ရှိရ Okay furnace လည်းယူပြီ furnace ကတော့6ခုရှိပြီဆိုတော့အခုမလိုတော့ပါဘူးနောက်တဲ့ ဒီထဲမှာ okay blast furnace ရေအဲ့တော့ဒီကောင်ယူလိုက်မယ် okay အဲ့ဒီမှာ gesture ကို wow ဒီမှာ iron သုံးခုအဲ့လိုဆိုကျွန်တော် pickaxe တစ်ခုတော့လုပ်လို့ရပြီကြည့်အဲ့လိုပြီးပြီဆိုတော့ကျွန်တော်နောက်ထပ်အိမ်တွေထပ်ကြည့်အောင်အဲဒီထဲမှာပါရှိလဲအိုး villager တယောက်ဘာလုံးတာလဲ a smithing table ဒီကောင်ကတော့မလိုပါဘူးဗျာအဲ့ကောင်တော့ထားလိုက်ပါတော့ဒီထဲမှာပါရှိလဲအဲအဲ့ဒါတော့ကျွန်တော်အစတည်းကယူပြီးသားကြီးပေါ့ okay မင်းတို့ကလည်းကွာအထွေထူးဘာမှလည်းမရှိဘူးအဲဒါကလည်းပြဿနာတော့မရှိပါဘူးယဘဲတရားသွားလို့တော်တော်ကျေးဇူးတင်တယ်ရောက်ပါမင်းသိတော့မော်လရှိစနိုးပိုင်မှာတိုးတွေးဖို့ဆိုတော့တော်တော်ခက်ရှားရှားပြအဲ့ဒါကျွန်တော်တို့ cave flight ရှာမယ်ပြီးတော့ iron တွေပါတူးရအောင်မြန်မြန်လေးကဲအဲ့ဒါကျွန်တော် cave တွေ့ပြီဆိုတော့ကျွန်တော် resource ရှာဖို့ရေးစားလိုက်ကြရအောင်ကဲအဲ့တော့ကျွန်တော်တို့ဒီမှာ iron တွေတော့ရပြီ။မအားမလဲလောက်ပြီးပြီဆိုတော့ အဲ့ဒီကောင်ကြီးတက်ဖို့အတွက်အထောင်ရောက်ဆင်ရမယ် The Frosty ရောပေါ့ Okay အဲ့တော့ဒီမှာ Iron နောက်ထပ်၄ခုရှိတယ်ကျွန်တော် Water Bucket တစ်ခုလုံမယ်ဗျာ Okay အဲ့တော့ကျွန်တော်တို့ Crafting Table ကိုချမယ်ပြီးကျွန်တော်တို့ဒီကနေ Pickaxe တစ်ခုလုပ်ပြရအောင် What အဲကျွန်တော်မာသွားပြီ shit ကျွန်တော် pickaxe မလုပ်ရအောင်လေဗျာကျွန်တော်အစားလည်းမာလုံးမိတာ၃ခုရှိပြီကဲ Minecraft ဆိုရင်လည်းယူတော့မယ်ထင်ပါတယ်ဒီနေ့ pickaxe ၃ခုတောင်မလုံးမိသွားတာကဲအိတ်လိုက်ရအောင်ဗျာအုံအောင်လေးအေးအောင်လို့ okay အဲ့တော့၆ခုတောင်မှအလကားဖြစ်သွားပြီကဲအဲ့တော့ကျွန်တော်တို့ဒီကောင်ပြန်ပိတ်မယ်ပြီးတော့အဲ့ဒီကောင်တို့ထောင်ရောက်စင်မယ် ။အဲအဲ့ဒီတော့ကတော့ကျွန်တော်တို့တစ်သားတယ်လို့ရတယ်အရင်ဆုံး။အဲ့ဒီကောင်ကြောက်တဲ့ပြစ်ချမယ်။ကြောက်တစ်ခုလုံးမယ်ဗျာ။ပြီးရင်အဲ့ဒီကောင်အထက်ပြစ်ချပြီးလို့ရှိရင်အပေါ်ကနေခုံမယ်ဗျာ။အကြိုင်တော့အဲ့ဒီကောင်တက်နိုင်မယ်လို့ထင်တာပဲ။ဒီနားမှာဆောင်ရွက်ကောင်းမလား။ကဲအိမ်ဆောင်ဖို့တော့ထားပါအောင်ဆိုတစ်တာခုတ်ရမယ်ဘာလို့ဆိုတစ်တာမရှိကျွန်တော်တို့အိမ်ဆောင်လို့ရမှာမဟုတ်ပါဘူး Okay တစ်ပင်ရဒီကောင်လေးပဲရှိရလားအဝေးကြီးဝေးကြီးမှာဗျတစ်ပင်နေရတယ်လိုက်ခုတ်တာနေလေရှင်ညောင်းနေကုန်မယ်ဟဲဟဲ ကျဲသွားရအောင်ရှေ့ကိုအမြင်လေး Okay အဲ့တော့ကျွန်တော်တို့ဒီမှာဆောင်းလို့တော့ပြီးပြီဒီကောင်အိမ်လို့တော့မပြောတော့ဘူးပေါ့ဗျာဒီကောင်ကျွန်တော်ထောင်ချောက်လို့ပဲပြောတော့မယ်ဘာလဲဆိုတော့ဒီမှာအမွေးပါလည်းမပါပါဘူးအကာရည်လည်းမပါပါဘူးအဲ့ဒီကောင်အတွက်ပဲကျွန်တော်ထောင်ချောက်ဆင်ထားတာပေါ့ ဟို frosty ကဲရောက်လာပြီဒီဘက်ကိုလာရအောင်ညီမတွေ့လားဟာမျက်စိညာကန်းနေလားဟဲ့ကောင်ရေဒီဘက်ကိုလာရပါကွာမင်းတို့ကလည်းမင်းတို့ဒီမှာထောင်ရောက်လာလားလေစိတ်မေးထားပါရဲ့ဆိုကောင်မမြင်မလာတော့လား Mr Frosty မင်းကခေါ်နေရလေအဲ့ဒီကောင်တွေထားပါအောင်ဗျာဒီမှာဇွန်ဘီတွေရောက်လာကုန်ပြီဇွန်ဘီရမလို့ယုံမင်းသွားမင်းသွားကောင်တွေကကြားထဲမှာလည်းလာချုပ်လာမကြိုက်ဘူး ။ Now Frost team မျက်စိကန်းသွားပြီလား။ Main shit တဲ့မှာရှိရလေကွာ။ဒီဘက်ကိုလာပါ။ကျွန်တော်အနားသွားရင်ကြာလေကျွန်တော်လိုက်တဲ့မှာကြောက်နေရတာ။အဲ့ဒါတည်းဆိုင်အရင်ဆုံးကျွန်တော်အစာချက်လိုက်မယ်ဗျာ။ Yeah, ကျွန်တော်ရှိမှမီးတွေမရှိဆိုတော့ရှိတဲ့စစ်သားလေးနဲ့ပဲလှုပ်လိုက်တော့မယ်။အဲ့အဲ့ဒါတော့ဟုတ်ပါပြီ။ဒါပေမဲ့ Frost team ပဲပျောက်သွားပြီလေ။ဒီဘက်ကိုလာအောင်မလာဘူးအဲ့ဒီကောင်ကလေ။ထာကျော်စင်တယ်မသိနေလို့လားမသိပါဘူး။ ကဲအဲ့တော့ကျွန်တော်တို့အစာစားရအောင်မနက်ခင်းတော့မိုးလင်းပြီအဲ့ဒီကောင်ဘယ်ပြောက်သွားပြီလဲမသိဘူး Okay ဒီမှာစကဲလက်တန်းနေပါအကုန်လောင်ကုန်ပြီဇွန်ဘီရဲရရှိနေတော့မဒီဘက်မှာအဲ့ဒီကောင်လည်းတော်တော်ဆိုးတယ်ဗျာ Frosty ကမရောက်လားအဲ့ဒီကောင်တွေကရောက်လိုက်ဟေးကောင်စပိုင်ဒါမင်းငါမခေါ်ဘူးလေကွာဘယ်သူခေါ်လို့လိုက်လာတာလဲဟမ် โอเคโอ้มิสเตอร์ฟรอสตี้ဘယ်သွားနေတာလဲဟဲ့ကောင်ဒီဦးလားဟာခီးဖ်တက်ဆင်းသွားပြီမေးရတယ်ဒီဘက်ကိုလာပါဆိုလဲโอเคအန်ဒီရောများတယ်အနားသွားကြည့်အောင်ဟယ်လိုဘာဒီမှာโอ้ shit no no မလိုက်လာနဲ့မလိုက်လာနဲ့ဟဲ့ကောင်ရေးအစားကြောင်မလာဘူးအခုကြမှာလိုက်လာရတဲ့ဟာ no โอ้ नो तू ဖြတ်လန်းနေပါလေတည်နေတာပဲအိမ်ပေါ်တော့တက်သွားလို့မရတော့ဘယ်လိုဖြစ်ဖြစ်ဒီအပေါ်တက်သွားလို့ရှိရင်ကျွန်တော်လွတ်နိုင်တယ်โอเคဘယ်လိုဖြစ်ဖြစ်တက်သွားရအောင် नो ကျွန်တော်ခဲအောင်လုပ်ပြပြီကျွန်တော်ဘယ်လိုသွားရအောင်လဲโอเคဒီလားဒီလားဒီလားဒီအပေါ်တက်မယ်ဒီအပေါ်တက်မယ်ဘယ်လိုဖြစ်ဖြစ် all right โอ้ shit အောက်ကိုပြုတ်ကျသွားပြီဒီအောက်ကိုတက်အပေါ်တက်ရအောင်မလို့ oh no I hate this bro shit မနှဲမိထားပါလေဆို Okay second try ကဲလာခဲ့ကွာမင်းကချမယ် finally နောက်ဆုံးတေးသွားပြီကဲနောက်ပိုင်းလာချင်းအောင်လေကွာငါဝော်ရတယ်โอเคငါမေးလာအာမကောင်းပဲ strategy သုံးပြီးတက်လို့ရတယ်ကွာဒါပေမဲ့ကျွန်တော်ဥထုံးကြီးဆောင်းလိုက်တော့ခရမ်းရောင်ကြီးဖြစ်သွား glitch တခုဖြစ်နေရတယ်တူတယ် texture ပဲတိရှာမထက်မိလို့နဲ့တူတယ်โอเคပြဿနာမရှိပါဘူးကျွန်တော်အဲ့ဒီကောင်နိုင်နေနိုင်ခဲ့တာပဲကျွန်တော်ရဲ့အကြီးမားဆုံး achievement တစ်ခုပဲโอเคကဲဒီနေ့ video ကတော့လောက်ပါပဲကြီးစုပေးတဲ့အတွက်ကျေးဇူးပါ